မေလအတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းနဲ့ရေဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးဒီကြိမ်မှာပုံမအကောင်းလာပြီးမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရမေလလဘတ်အတွက်မိုးလေဝသခန့်မှန်းချက်အနေနဲ့ကပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်အော်တို့မှာလေပြင်းနဲ့ရေဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာပုံမအကောင်းလာကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းအဲ့ဒီကာလအတွင်းအနောက်တောင်ဘက်တုံလေးဟာအာအသင်အတင်ရှိနိုင်ကြောင်းကပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင်အတင်ကနေတိမ်ထူထပ်နိုင်ပြီးကြံပင်ကလာပင်လယ်အော်မှာတိမ်အသင်အတင်ဖြစ်ထွန်းနိုင်တယ်လို့သိရပါဗျာ မိုးရွာသောမုန်အနေနဲ့ရန်ကုန်တိုင်း၊ပဲခူးတိုင်းအရှေ့ပိုင်း၊ AR တိုင်း၊တနင်္သာရီတိုင်း၊ကရင်မုန်နဲ့ကရင်နဲ့မော်ပြည်နယ်တို့မှာရွာသွန်းမြင့်ထက်ပိုနိုင်ပြီးနေပြည်တော်မန္တလေးတိုင်း၊ပဲခူးတိုင်းအနောက်ပိုင်း၊မကွေတိုင်း၊စကိုင်းတိုင်း၊ကချင်၊ကယားချင်း၊ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမြင့်ခန့်မိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျ။ နေပူချိန်တွေအနေနဲ့နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရရီတနင်္သာရီကချင်ကယားကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာမေလရဲ့ပြင်းပြအပူချိန်ခန့်သာရှိနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင်အနောက်ဘက်နဲ့အရှေ့ဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်ကြောင့်ဧပြီ28ရက်ကနေမေ3ရက်အတွင်းတိုင်းနယ်ပြည်နယ်မှာရှိတဲ့တချို့နေရာတွေမှာနေရာကွက်မိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့ထုတ်ပြန်ကြတဲ့အရာသိရပါတယ်။